အားလုံးပဲမင်္ဂလာပါခင်ဗျာမိမိခန္ဓာကိုယ်မှာတွေ့တွင်တခြားတဲ့အများနေရာခြင်းကကျွန်တော်စီးကျိုယောဂရဲ့အဓိကလက္ခဏာတရားဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုးကျိုးများအနေနဲ့ကတော့ရေတိုဆိုးကျိုးနဲ့ရေဆိပ်ဆိုးကျိုးပြီးနှမျိုးခွဲခြားထားပါတယ်အရေတိုဆိုးကျိုးအနေနဲ့အချက်9ချက်ကိုကျွန်တော်အတူတူပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအာနံပါတ်1အချက်အနေနဲ့ကတော့ကျွန်တော်ရေအလွန်ငတ်ခြင်းဖြစ်ပါတယ်မိမိခန္ဓာကိုယ်ကစီးခဏခဏသွားတဲ့အတွက်ကြောင့်ရေတဆောဆောမှုဖြစ်ပြီးတော့ရေခဏခဏငတ်ခြင်းဖြစ်ပါတယ်ခင်ဗျာ ျွန်တော်နံပါတ်1အချက်နေရတော့စီးသွားများခြင်းဖြစ်ပါတယ်။အဲကြောက်ကက်ကကျွန်တော်ပိုဆန်ရဲ့တကြားဓာတ်တွေကိုဆွန့်ထုတ်ဖို့အတွက်ရေကိုပုံမှုအသုံးပြုရပါတယ်။အဲဒါကြောင့်စီးခဏခဏသွားခြင်းဖြစ်ပါတယ်။နံပါတ်3ချက်နေရတော့ကျွန်တော်ဆာလောင်မှုမြင်မာခြင်းပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ကဂလူးကိုကိုစွန့်ရင်ဖြစ်အသုံးမချနိုင်တဲ့အတွက်ကြောင့်ကလီဇာတွေကစွန့်ရင်လိုအပ်တဲ့အတွက်ကြောင့်ဆာလောင်ခြင်းဖြစ်ပါတယ်။နံပါတ်4ချက်နေရတော့ကျွန်တော်တို့မောပန်းနွမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။ကလီဇာတွေကစွန့်ရင်လိုအပ်နေတဲ့အတွက်ကြောင့် ကျွန်တော်မောပန်းနွမ်းနွမ်းရခြင်းဖြစ်ပါတယ်ခင်ဗျာနံပါတ်5ချက်နေရတော့မျက်စိမှုံွားခြင်းပဲဖြစ်ပါတယ်အာနံပါတ်6ချက်နေနေရတော့မကြာခဏဆူတယ်လို့ခေါင်းခဏခဏကိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်9ချက်နေနေရတော့အာကျွန်တော်တို့တစ်ခုခုကိုအာယုဆုဆိုင်ရခက်ခဲခြင်းဖြစ်ပါတယ်ခင်ဗျာရေစိဆူကျူးများအနေနဲ့ကတော့သွေးကြောနှင့်အာယုကြောပျက်စီးခြင်းများဖြစ်ပါတယ်ခင်ဗျာနံပါတ်1အချက်နေနေရတော့နှလုံးသွေးကြောချင်းချင်းနဲ့ ျွန်တော်လေးဖြတ်ယောဂဖြစ်ခြင်းများအများဆုံးဖြစ်ပါတယ်။နံပါတ်1အချက်နဲ့ကတော့အာယုံကြောပျက်စီးခြင်းများဖြစ်ပါတယ်။ကျွန်တော်လက်ဖြားခြေဖြားတွေထုံကျင်ခြင်းအဲကျွန်တော်တို့နာကျင်ခြင်းတို့စတဲ့ဖြစ်ပေါ်လာပါတယ်။နံပါတ်3အချက်အနေနဲ့ကတော့ကျွန်တော်တို့ကြောက်ကက်ပျက်စီးခြင်းဖြစ်ပါတယ်။ခန္ဓာကိုယ်မှာတွေးတွင်းကြတဲ့ရမ်းများနေတဲ့အတွက်ကြောက်ကက်အလုပ်မလုပ်နိုင်တာပဲ။ကြောက်ကက်ပျက်စီးရခြင်းဖြစ်ပါတယ်။နံပါတ်4အချက်အနေနဲ့ကတော့ဝစီထိခိုက်ခြင်းဖြစ်ပါတယ်။ မျက်စိအာရုံကြောထိခိုက်ခြင်းကြောင့်မျက်စိမှုံသွားပြီးမျက်စိကန်းတဲ့အထိဖြစ်နိုင်ပါတယ်။နံပါတ်5ချက်ကတော့အဲခြေောက်ပြဿနာပဲဖြစ်ပါတယ်။အာရုံကြောထိခိုက်ပြီးသွေးလက်ပတ်မှုမကောင်းတဲ့အတွက်ကြောင့်အာခြေောက်တစုံတရာထိခိုက်မှုဖြစ်ရင်အနာမကျက်ပဲပိုးဝင်ကကျွန်တော်တို့ခြေနေပိုးဆိုးလာတဲ့အခါခြေောက်ဖျက်ရတဲ့အခြေအနေထိရောက်တတ်ပါတယ်ခင်ဗျာ။နံပါတ်6အချက်ကတော့ရေပြာယောဂပုံများအလွယ်တကူဝင်ရောက်နိုင်ခြင်းဖြစ်ပြီ နမခွန်ကတော့အကြအာယုံအားနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီဂျိုယောဂရမ်းမြင်ပါတဲ့အခါအသက်အနေရယ်ဆုံးဆုံးနိုင်တဲ့အထိဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှိဆက်ရာဆေးရုံစီကန်းတွေမှာဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးတောက်ခြင်းကျွန်တော်အင်ဆူလင်ထိုးခြင်းများကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့ကုသခြင်းထက်ကာကွယ်ခြင်းကပိုပြီးထရောက်တဲ့အတွက်ကြောင့်ကျွန်တော်စီဂျိုယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုကျွန်တော်နောက်ပရီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ